ကချင်ပြည်နယ်မြစ်ကနားမြို့မှာယမနိနိုဝင်ဘာလ26ရက်နေ့နနက်7:00နာရီချိန်မှာစတင်ကတိုက်ပွဲများကြောင့်မြစ်ကနားမြို့တို့တင်းဆောင်ရောက်ရှိလာကြတဲ့ယာယီတိုက်ပွဲဆောင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကိုစုပေါင်းယုံ၌အချင်းပါပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မြစ်ကနားမြို့အေယာရက်ကွယ်စုပေါင်းယုံရှိမနှောရွှေမြေခမဆောင်၌ယာယီတိုက်ပွဲဆောင်ပြည်သူများအနေဖြင့်ဆန္ဒမဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရန်အတွက်ရည်ရွယ်ကကြိုတင်ဆန္ဒမဲပေးခြင်းများကိုပြုလုပ်ရခြင်းဖြစ်တယ်လို့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတို့ကပြောပါတယ်။ တိုက်ပွဲဆောင်ပြည်သူတွေဆနမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့အတွက်မြို့နယ်အလိုက်ဆနမဲပုံတွေထားရှိပြီးယာယီတိုက်ပွဲဆောင်ပြည်သူများအတွက်ကြိုတင်ဆနမဲပေးခြင်းကိုပြုလုပ်ပေးတာပါယာယီတိုက်ပွဲဆောင်ပြည်သူတွေဟာကိုမြို့နယ်အတွက်ကိုတိုင်းမဲပေးနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်အခုလိုတိုက်ပွဲဆောင်ပြည်သူတွေကြိုတင်မဲပေးနိုင်ဖို့အတွက်ကိုလည်းတပ်ဆိုင်ရာတွေရက်ကြီးအဖွဲ့တွေတိုက်ပွဲဆောင်စခန်တာဝန်ခံတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ထားပါတယ်လို့သူကပြောပါတယ် အဆိုပါယာယီတိုက်ပွဲဆောင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာလ26ရက်နေ့နဲ့နိုဝင်ဘာလ29ရက်နေ့များတွင်စုပေါင်းရုံမနှောရှိမြေခံမနိုင်၎င်းထိုနေ့များမှာမဲပေးရန်ကြံရှိတဲ့ကြိုတင်မဲပေးသူများအတွက်လည်းနိုဝင်ဘာလ28ရက်နေ့နဲ့နိုဝင်ဘာလ29ရက်နေ့များမှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ယုံနိုင်၎င်းကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းသိရပါတယ်